ဖီယိုရုပ်တံကိုစီမံအုပ်ချုပ်တဲ့အမေရိကန်အစိုးရအေဂျင်စီက AP Writer AFP သတင်းအေဂျင်စီတွေနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုဖျက်သိမ်းလိုက်ကြောင်း AP သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒါပြင် VOA သတင်းတောက်တွေအနေနဲ့ Wire စာပြစ်လို့ခေါ်တဲ့ AP Writer နဲ့ AFP သတင်းအေဂျင်စီတွေကရောင်းချတဲ့သတင်းတွေဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုအသုံးပြုမှုရန်ဆိုင်ဖို့လဲ VOA ကိုစီမံနေတဲ့ကမ္ဘာမီဒီယာရေးရာအမေရိကန်ဌာန USAGM ကပြောကြားခဲ့ပါတယ်။ရုပ်သံထုတ်လွှင့်သူဟောင်းတဦးဖြစ်ပြီး USAGM ရဲ့အကြီးအကဲအကြံပေးအဖြစ် သမရထရမ်ကခန့်အပ်ထားတဲ့ Republican တအုပ်ဖြစ်သူ Carrie Lake ကတော့သတင်းအေဂျင်စီတွေနဲ့စာချုပ်တွေဖျက်သိမ်းခြင်းအဖြစ်ဒေါ်လာ53တန်းတက်တာလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ US AGM ဟာကမ္ဘာတဝန်းမှာရှိတဲ့နိုင်ငံတွေကို American ရဲ့ရှူရောင်းကနေကြည့်ပြီးသတင်းတွေထုတ်လွှင့်နေတဲ့ VOA အပေါ်၎င်းရဲ့လုံပိုင်ခွင့်အာဏာကိုလင်းမြန်စွာကျင့်သုံးခဲ့ပါတယ်။ US AGM ဟာ VOA အပြင် RFA နဲ့ Radio Free Europe လိုမျိုးမီဒီယာအဖွဲ့အစည်းတွေကိုလည်းစီမံခန့်ခွဲလျက်ရှိပါတယ်။သတင်းအေဂျင်စီတွေနဲ့ချုပ်ဆိုထား ါတဲ့ဈေးကြီးပြီးမလိုအပ်တဲ့စာချုပ်တွေကိုအဆုံးသတ်နေကြောင်းလေကမလ23ရက်ကလူမှုမီဒီယာမှာကြေညာခဲ့ပါတယ်။သတင်းဆိုတာဘာလဲဆိုပြီးကျမတို့ကိုပြပြဖို့အတွက်ပြပသတင်းအဖွဲ့အစည်းတွေကိုငွေမပေးတင်ပါဘူး။ဒေါ်လာဘီလီယံနီးပါးရှိတဲ့ဘတ်ဂျက်နဲ့အတူကျမတို့ဟာသတင်းတွေကိုကိုယ်တိုင်ထုတ်လွှင့်တင်ပါတယ်။မဖြစ်နိုင်ဘူးဆိုရင်အမေရိကန်ခွန်တန်းပြည်သူတွေကဘာကြောင့်လဲဆိုတဲ့အချက်ကိုသိဖို့တောင်းဆိုတင်ပါတယ်လို့လေကပြောပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး AP Writer နဲ့ AFP သတင်းဌာနတို့က မလ14ရက်မှာမှတ်ချက်ပေးဖို့တောင်းဆိုမှုကိုညှင်းဆိုခဲ့ပါတယ်